စ်ကောင်စီထံကတိုက်ခတ်တိုက်ပိုက်ထားတဲ့ရှားမြောက်ရှိတိုင်ကီမျိုးကိုကိုကန်တပ်ဖွဲ့ NATA ကပြန်ဆုတ်ခွာရမယ်လို့သတင်းထွက်ပေါ်ခဲ့ပြီးနောက် မြောက်ပိုင်းလမ်းနဲ့ကင်တပ်ဖွဲ့တွေတိမ့်ပိုက်ထားတဲ့မြို့တွေပေါ်တရုတ်ကဘယ်လိုစီမံနေတယ်ဆိုတာကိုနိုင်ငံတိုင်းဝိုင်းကြားကတောင်းတမှုတွေရှိနေပါတယ်။ဒီမတိုင်ခင်တည်တမြနှစ်ခွန်စစ်စီရဲ့အတွင်းတိမ့်ပိုက်ထိန်းချုပ်ထားတဲ့လာရှိုမြို့က ANTA တပ်ဖွဲ့တွေတရုတ်ဖိအားပေးမှုကြောင့်ပြီးခဲ့တဲ့ဧပြီ22ရက်မှာမြို့ပေါ်ကဆုတ်ခွာပြီးခြေရွာတွေကိုခြေပြုတ်ထားခဲ့ပါတယ်။ဒိန်ဒီမြို့ကိုလည်းလာရှိုမြို့ကဲ့သို့ပြင်အပ်ပြီးမြို့ပြင်မှာရှိသမလားဆိုတာကိုမပြောနိုင်သေးကြအောင်ဒါပေမဲ့လည်းတရုတ်နိုင်ငံဂျာယီဝန်ကြီးဝမ်ဂျီက မြန်မာပြည်ငြိမ်းချမ်းရေးအတွက်ဒီစိဥပဒေကိုမူတည်ပြီးပြင်ရှင်ရမယ်လို့ပြောဆိုထားကြောင်းငြိမ်းချမ်းရေးလုပ်ငန်းစီမှာပါဝင်နေသူဦးခွန်ဆိုင်ကပြောပါတယ်။လာရှူးကိုပြန်အပ်ရတယ်လို့သိနေကိုလည်းပြန်အပ်မယ်ပုံစံပေါ့နော်။ပြန်ပြန်အပ်တယ်ဆိုပေမဲ့လည်းလာရှူးလိုပဲမြို့တွင်းကထွက်ပြီးတော့မှအပြင်ကဆက်နေတာလား။ဒါမှမဟုတ်အကုန်လုံးရုပ်သိမ်းမှလာကတော့ဟုတ်တော့တော့ကြီးပါ။ မသိနိုင်သေးဘူးပေါ့နော်အဲသို့တော်လည်းပဲဒီတရုတ်နိုင်ငံဂျာယီဝန်ကြီးမစ္စတာဝန်ကြီးကမတီးကြတဲ့နှစ်ကလေးလောက်ကသူက ပြောထားတာက ပါလေဆိုတော့ဒီဒီဗမာပြည်ငင်းချောင်းကြီးကိုဖြည့်ရှင်းမယ်ဆိုလို့ရှိရင်ဒီစေဖြစ်တဲ့အခြေခံဥပဒေနဲ့အခြားဥပဒေများပေါ်မှာမူတည်ပြီးတော့မှဖြည့်ရှင်းရမယ်လို့သူပြောမှုတဲ့အခါကျတော့ ဒီတော့အခုလောလောဆယ်မှာတရုတ်ကတော့2008အခြေခံဥပဒေကိုလက်ခံထားတယ်ဒီအခြေခံဥပဒေအတိုင်းလုပ်သွားမယ်ဟဲ့ကွာနော်တရုတ်ရဲ့သဘောထားရမိမိလူမျိုးရဲ့တောင်းဆိုချက်လိုလားချက်တွေကိုခြေခံဥပဒေပါနေတိုင်းလောက်ဆောင်ရမှာကိုနားလည်တယ်လို့ဥခွန်ဆိုင်ကအဆက်ပြောပါတယ်တရုတ်ဟာ NDAA ကိုဖိအားပေးနေတယ်လို့ လောင်ပြည်လူမျိုးရေးတပ်ဦး PSAF DMAA ကိုဖိအားပေးနေကြောင်းထိုဖိအားကိုကြော်လွှားနိုင်ရေးအတွက်နီလန်ရှာနေတယ်လို့ပြီးခဲ့တဲ့ဇွန်လ9ရက်သတင်းစာရှင်းလင်းပွဲမှာနှွေယူကပြောကြားထားပါတယ်။မုဆယ်မန္တလေးလမ်းမကြီးပေါ်မှာရှိတဲ့ဒီဘောကြောက်မဲနှုံချိုပြည်ဦးလင်းတွင်မှာစီရရမဟာပြူဟာကြကြောင်းအလားတူကောင်တရေးအတွက်တိတ်ကကြတော့လမ်းမကြီးဖြစ်ပြီးတယောက်ကဖိအားပေးမှာဖြစ်တယ်လို့ရှမ်းမြုပ်ကနိုင်ငံရေးသမားဦးကပြောပါတယ်။ကုန်တယ်မှုမှလည်းတကယ်ဟုတ် ဓိကလာကြီးဖြစ်နေတဲ့အခါကျတော့အဲ့ဒါမှပွေ့မချင်းကတော့စစ်ကောင်စီဘက်ကခေါ်ခါရဖို့ငြင်းညာဖို့အတွက်တော့ခက်တယ်အဲ့ဒါကြောင့်အခုတရုတ်ကလည်းပြပေးပြီးတော့မှ DNA လေးကနောက်ဆုတ်ခိုင်းနေတယ်ဆိုတော့အခုဒါတိန်ဒီကိုဆုတ်ရမယ်ဆိုတဲ့အခါကျတော့ကွက်ခိုင်ပါဆုတ်ခိုင်းတော့မှကွက်ခိုင်ပါဆုတ်ခိုင်းတော့မှအဲ့တော့ကွက်ခိုင်ကဘူးတင်းထားတာလည်းပြောရင်တော့တော်တော်သေးနေတာပဲအဲ့ဒါကြောင့်မလို့ဒီချင်းချင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့တရုတ်ကလည်းပုံစံမှုဖွင့်ကျင်တယ်ဒါမှလည်းနန်းပွဲမှာလည်းသူ့နိုင်ငံလေးကိုကျွန်တော်တို့ရှိရ တရားစာရရဒါလို့ဟောတော့မှာလက်ရှိမှာလည်း NATA ကတရုတ်နိုင်ငံသားတွေကိုမြန်မာနိုင်ငံကိုခေါ်သွင်းလာပြီးသူတို့ရဲ့ကြိုးစည်းပွားတွေလောက်ပိုင်ခွေတွေပြီးနေတယ်လို့သူကဆက်ပြောပါတယ်ပြီးခဲ့တဲ့ April လတွင်စစ်ကောင်စီနဲ့ TMAA တို့တရုတ်နိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့ပြီးစစ်ကောင်စီကဒီဘောကြောက်မဲနှောင်ချူမိုးကောက်နဲ့မိုးအမှိန်တို့ကိုပြန်ပေးဖို့တောင်းဆိုပေမဲ့ TMAA ကညှင်းဆန်ထားပါတယ်။တရုတ်နေနဲ့စစ်ကောင်စီအပါအဝင် သူတို့ရဲ့နေစာတစ်ချောင်းမှာ ြေပြုတ်လှုပ်ရှားနေတဲ့တိုင်ရင်တိုင်းလက်နဲ့ဂိုင်ဖွဲ့စည်းများအားမိတစ်ဖက်ရေမှုတ်တစ်ဖက်စတဲ့ဖြင့်လူတလူလှုပ်ဆောင်နေတယ်လို့နိုင်ငံရေးသုံးသပ်သူတဦးကပြောပါတယ်